အများအကျိုးတည်ဖို့တဲ့လူတွေကိုလူတွေကမြတ်တာပဲတော့မှမခမ်းကြဘူးကိုလိုချင်တာကိုမရရအောင်လူယူလို့ပြောတယ်အပြော်ထက်ကျန်တဲ့လူတွေပြောပါစေဆိုတဲ့စိတ်နဲ့ပေးလိုက်လို့ပြောနေတာမျိုးဟာမျက်ရည်မဆိုင်နိုင်တဲ့ပီတိကိုရတယ်တားရဲ့မျက်ရည်ကြားလာတားမှတ်တယောက်ကဖေဖေဘာလို့မူလာလဲယင်ပြောလို့ပေါ်တားရဲ့တဲ့မျက်ရည်ဆိုတာကျင်းကျင်းနှက်မှုရဲ့ဗါတယ်သင်္ကေတလို့တချို့ကပြောတယ်နော် symbol of pleasure ဆရာရဲ့တမိရလေးတဲ့နှလုံးသားနှုတ်တယ်မှလားတဲ့အချစ်ကြပြလေးတွေကိုတမိကသိချိုက်တာတဲ့ အချစ်ဝတ္ထုလေးတွေတမီးကတိတ်ဆွဲလန်းတာတဲ့တမီးအချစ်ဆုံးစိုက်ဆရာတယောက်ရှိတယ်သူ့ဝတ္ထုလေးကြိုက်တာလေတဲ့တမီးသူ့ရဲ့စာလေးတွေကိုတိတ်မြတ်လို့တာကြပြားလေးတွေအဲ့ဒါတမီးကသူ့ကိုစိတ်ဝင်စားနေတယ်သူ့ကိုသွားပြီးမိတ်ဆက်တာဆရာရဲ့အဲ့ဒါသူ့သားနဲ့ညားတာလေဟာကောင်းမစို့နေဥစာခုတ်ရတခြားရှရတလဲပါလားဟဲ့ကောင်းမစို့ရဲ့ဆိုမိတ်ဆရာရဲ့ပဲတက်နိုင်မလဲတဲ့အမေတပည့်တကယ်ပါသူကအိမ်တော်ရှင်ဖြစ်နေတာကိုတမီးသူသားနဲ့အိမ်တော်ကြတယ်ဆရာအခုတော့တားတွေတမီးတွေနဲ့ဖြစ်နေတယ်ကြည်စမ်းတန်းလျာပြချင်းချင်းလေးနော်ကဘာကြီးကချင်းချင်းလေးဆိုတာဟုတ်များဟုတ်လေသလား ဒါကြောင့်ကျွန်တော်ကခေါင်းငင်လေးပြေးထတာဗာလေတကယ်လူလို့အဲ့လိုအတိတ်ပဲရှိတဲ့အလုပ်တွေကိုလှုပ်သွားတဲ့လူမှဘာခေါ်တာလဲတကယ်လူလို့ခေါ်တာပေါ့အဲကျွန်တော်ပြောလိုက်ဦးမယ်ရန်ကုန်မြို့ထရိတ်ဒါဟော်တယ်ရှိမှဖျက်လျှောက်သွားပြီးတော့အမေရိကန်တန်ယူနဲ့ဝင်ပြီးတော့အင်္ဂလိပ်စကားပြောနေတဲ့ကောင်မလေးအတိတ်ပဲရှိတယ်လို့ဇီယကုန်းကကလေးလေးလည်းအတိတ်ပဲရှိလို့လွတ်တာပေါ့မဟုတ်ဘူးလားရန်ကုန်မှာရှိနေတဲ့ BC လို့ခေါ်တဲ့ဘီရှာတန်ယူနဲ့ကိုဝင်ပြီးတော့မှအင်္ဂလိပ်စကားပြောတင်တယ်လေ့ကျင့်ပြီးတော့မချခင်စင်ကာပူထွက်ဖို့လုပ်နေတဲ့ရှစ်တန်းအရွယ်ကောင်မလေးလိုပဲဇီယကုန်းကကလေးလေးကလည်းအတိတ်ပဲရှိတင်တာပေါ့မဟုတ်ဘူးလား ရန်ကုန်မှာရှိတဲ့ရုပ်ရှင်မင်းသားဟောင်းကျော်သူဆိုတဲ့လူကြီးကရုပ်ရှင်မရိုက်တော့ဘဲနဲ့မုတ်စိတ်ဖွေးသဘင်ဖွေးအဖြူကြီးတွေထားပြီးတော့အင်ကြီးအဖြူဝတ်စုံနဲ့အောက်ကရောလုံးကြီးအညိုကြီးတို့ပြီးတော့မှရန်ကုန်မြို့မှာရှိနေတဲ့လူသေးကောင်းတွေကိုသင်လို့အလောင်းဘိုးတော်မရှိတဲ့လူခေါင်းဘိုးတော်မရှိတဲ့လူဟာလားတင်းကျင်းကုန်းမှာဇရက်ဘိုးတော်မရှိတဲ့လူတွေကိုငါတို့ကဲမယ်ကွလို့လိုက်အတုပါချပေးနေတာကိုအိပ်မရှိဘူးလားရန်ကုန်သားတွေဒုက္ခများနေတာမြို့လေကောင်ကနေပြီးတော့ တောက်တန်ကိုချဖို့အတွက်ကားတစီးတောင်မတက်နိုင်တဲ့လူအများကြီးရှိကြတယ်ဒီလိုလူတွေကိုငါတို့နာရိတ်ကညီမှုတင်းကကယ်မယ်ကွာဆိုပြီးတော့မှမနှက်ဖန်လာမယ်ဒီမိမကြီးပေါ့မသားမကြီးပေါ့မလေးခုမှတရိယာလာတယ်စာရေးဆရာမစာရေးဆရာမတန်းမြင်အောင်မနှက်ဖန်လာမှာသူ့ကိုကျွန်တော်တို့ချစ်စနိုးခေါ်တယ်မသားမလို့ကျွန်တော်ချက်အသက်ကြီးပါလေဟိုတလောလေးရတယ်ကျွန်တော်တို့ဟိုဘက်ကပြန်ကြတာချင်းပြင်းနေအဆက်ပေါ်တမူးမျိုးကြောက်ဘူးတယ်နော် အဲတမူးကူတို့ကလေးတို့ကပြန်တော့လေးမြန်းမမသူပါတော့ဟို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 ငနာကြီးလည်းပါသေးအခုမှပြန်ပြန်ကြည့်နေကိုလူတွေပြန်တွေ့သတိရနေတာမောင်စေးပရီကိုဝတ္ထုတွေကပါလေတိတ်ရေးတာကောင်းတာပဲအချို့ဝတ္ထုတွေပါလေတိတ်ကောင်းတာပဲအမလီတန်တရာအကြောင်းဟောတာတိတ်ကောင်းတာနော်ဖုံးဖုံးတို့တပည့်တော်နဲ့တခါတော့တော့ဟောတာဖုံးကြီးအကြောင်းနဲ့မှတန်တရာအကြောင်းကျွန်တော်တပည့်တော်ချက်သိမ်းချသွားတယ်သိလားအဲဟင်္ဒရာမှာဟင်္ဒရာမှာဒီဘင်းနဲ့ကျွန်တော်တွေ့ဘူးတယ်တန်တရာကိုကျွန်တော်ယုံပါတယ်ခင်ဗျာတဲ့ကျွန်တော်အချို့လူရေးတယ်လူပါတဲ့ ကျွန်တော်စက်မှုတက်ကတူចောင်းသားဘွားတော့ကသူကအင်ဂျင်နီယာနော်စက်မှုတက်အာရန်နီယာကျွန်တော်ချစ်သူနဲ့ကျွန်တော်ခွဲခဲ့ပါတယ်ကျွန်တော်အားမလျှော့ပါဘူးတန်တရားကိုယုံတယ်နောက်ဘဝများမှာသူနဲ့ခွဲခဲ့တော့လည်းကျွန်တော်နဲ့ပြန်ဆုမယုံနဲ့တဲ့ဒါကြောင့်ချစ်သူကိုကျွန်တော်စာလေးဆောင်ပေးလိုက်ပြချစ်ဒီဘွားတော့မင်းနဲ့ကနေခွဲကြပြီတို့စက်မှုတက်တူចောင်းသားဘွားလည်းဝေးကြပြီတို့တွေလုပ်ငန်းဝင်ဝင်ကြပြီတဲ့အင်ရပေးစားတဲ့လူတွေနဲ့တီးတီးလက်ချက်ကြပြီလေနောက်တန်တရားမှာတနေ့မှာမင်းနဲ့ကနေပြန်ဆုမယုံကြည့်တယ်တကယ်လို့တို့တွေလူမဖြစ်ဘူးဆိုရင်တော့မှနောက်ဘဝမှာ မောင်ဟာလေးတဲ့ချက်ကလေးဖြစ်ဖြစ်မှာပါချစ်ရဲ့မင်းကလည်းချက်ဖြစ်ဖြစ်မှာလေဟာခင်ဗျာတန်နေရာမှာ तू ကငှက်တယ်အကြီးသားကျက်တယ်ခေါင်းနဲ့ပုတ်ကို तू ကငှက် तू ကြီးသားကျက်တယ်အေးခင်ဗျာကျက်ကောင်းပေါ်လို့ပြောလိုက်ခဲ့ကဲကျွန်တော်ရွေ့ပြီးတော့အဲ तू လဲ तू လဲလာမယ်အေးအမတ်တရားတွေသွားတွေ့နေတယ်နော်အဲကျွန်တော်တရိယာသေးတယ်ကြ तू ကနာမည်ကျော်ဆိုင်ဆရာကိုကျွန်တော်မိတိလာမနေတော့ကျွန်တော်ចောင်းသူမတယောက်ကိုကျွန်တော်သိပ်ပြီးတော့ချစ်ခဲ့ဘူးတယ်တမီးလက်တယောက်လိုပဲလေသိပ်လိမ်ပါလို့နာမည်လေးကကလျာဏနိုင်တဲ့မှတ်မိတယ် ကျွန်တော်ကတက်ကတုံကစာသင်တဲ့ခါကျတော့ကျွန်တော်က physics အတန်းမှသင်ရတယ်ယူပပေဒဒီဒီကလေးကတိတ်စာတော်တာပဲစာတော်အေးအောင်လာလာနေတဲ့ခါကျတော့တမီးရတဲ့ဘွဲရပြီးရင်တမီးကဂျပန်စာဆက်တင်မယ်တဲ့ပြည့်တမီးကရှင်းနေလဲသင်တယ်လဲဆက်ဆက်တယ်မယ်တဲ့ HGB ပေါ့နော်တမီးဘွဲရပြီးရင်ရှင်းနေသင်တယ်တက်လို့ရတယ်နော် HGB ပေါ့အထက်တန်းရှင်းနေပေါ့ဆိုကော်မတီကတိတ်လိမ်ပါတယ်သူကအညာသူလေးလေမိတိတာသူလေးရန်ကုန်ရောက်လာပြီကျွန်တော်လည်းဟိုတောင်ရောက်မြောင်ရောက်ရောက်တဲ့အခါပြီးတော့ကျွန်တော်လည်းနေကောလေးကြီးရှောက်သွားတဲ့အခါကျတော့တိတိကျကျတော့ကျွန်တော်ကသတင်းစာလေးကိုဖတ်လိုက်တာဖတ်တော့သတင်းစာမှာ မင်းလာဆောင်ဖိတ်စာလေးဟိုဘာလဲဟိုချိန်ကလက်ဆက်ရှင်လေးပါလာတာဟိုကြည့်တော့ဒိန်းဆိုတော့နာမည်ကြည့်တဲ့တော့အချမ်းကြည့်တာပေါ့ဗျာကလျာဏိုင်ဆိုတော့ဒိန်းဟာငါတပည့်များလားဟဲ့ရန်ကုန်မြို့နေစက်ယုံဟူဥစေဝင်စာရေးဆရာမဟုတ်စင်းပတိကုန်းနှင်ပါဘသူတို့ဤတာဘာညာနှင်ဟာနေပါဦးမငါတင်ငင်းကြီးကတားနေပါလားအောက်ဆက်ကြည့်တော့မအဲမင်းချီတာမြို့နေဘာ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 တို့ဤသမီးပေါ့မကလျာနိုင် BSc Physics ဟာဒိန်းဆိုဖြင့်ဟဲ့ဘွဲတော့ကျူနေပြီယူရပြီတဲ့ကျောင်းသူကော်မာခံထားတယ် HB ဟာဖြတ်တန်းရှိနေဆိုပါလားဟာဒီကောင်မလေးမဖြစ်နေ နောက်အောက်က dip in japanese ဟာဂျပန်ဘာသာစကားဂျပန်လိုမှဆိုပါလားသူပဲဖြစ်မှထင်တယ်အဲ့ဒါနဲ့ကျွန်တော်တယ်လီဖုန်းစာအုပ်ကိုလိုက်လံတဲ့အခါကျတော့သူ့ရဲ့ဖုန်းနံပါတ်ထွက်လာတာပေါ့မောင်စင်ပတီကောင်အေးငါတင်ဖုန်းရပြီပေါ့အဲ့ဒါနဲ့ရန်သားဆက်လိုက်တာ hello စာရေးဆရာမောင်စင်ပတီကောင်ကိုအင်းရပါလားခင်ဗျာမင်းကလေးတန်လေးပဲဟုတ်ပါတယ်ရှင့်နဲ့ကျွန်တော်လည်းအတန်ကြားဘူးလို့ထင်ပါတယ်ဟဲ့တော်တဲ့အေးအခုတမီးကိုပြောနေတဲ့အတန်တော်တဲ့တမီးဆရာကြီးနဲ့တိတ်ကြည့်လိုက်တာတဲ့အတန်လေးကတကယ်ကြည်ရင်လေးပဲ ဟဲ့ညီကဘာတူလဲညီဆရာကြီးကဘာတူလဲဆိုတော့ဩတဲ့တမိလေးတဲ့အညာဝတရိယလို့ဆက်တာပါရှင်တဲ့တမိဆရာကြီးတယောက်ရှိပါတယ်တဲ့ဆရာကြီးဆရာမောင်းသားချိုးဆိုတာတက်ကတူမှာတမိကိုစာသင်ပေးတာတဲ့မိထီလာကောလိမှာတော့အဲ့ဆရာကြီးအတန်နဲ့တမိကတူနေလို့တကယ်ဖြစ်နော်ဟဲ့ကောင်းမဆုတိတ်ကြသွားပြီလေငါနင်းစီဆက်နေတာဟာဟဲ့တော်မလီဝန်တာဆရာကြီးရဲ့တဲ့ဘာလို့ဆက်တာလဲတဲ့သတင်းစာထဲမှာငါဖိတ်စာတွေ့လိုက်တယ်လို့မင်္ဂလာဆောင်လက်ထက်ချင်းနင်းနာမနဲ့ပြူတာနဲ့ငါဟုတ်များနေလားဆိုပြီးတော့ရမ်းဆက်လိုက်တာလို့တမိနင်းဘယ်လိုဖြစ်တာလဲလို့ငါ့ကိုဇလန်းလေးပြောပြစမ်းဆို အတူပြောအတူပြောဖုံးနေရဆိုဆရာရဲ့တမိယလေးတဲ့နှလုံးသားနှုတ်တယ်မှလားတဲ့အချစ်ကြပြလေးတို့တမိယသိကြိုက်တာတဲ့အချစ်ဝတ္ထုလေးတဲ့တမိယသိဆွဲလန်းတာတဲ့တမိအချစ်ဆုံးစိုက်ဆရာတယောက်ရှိတယ်သူ့ဝတ္ထုလေးကြိုက်တာလေးတဲ့အဲ့မောင်စင်းပတိကုန်းပေါ့တမိသူ့ရဲ့စာလေးတွေကိုသိမ့်မြတ်လို့တာကြပြလေးတွေအဲ့ဒါတမိကသူ့ကိုစိတ်ဝင်စားနေတယ်သူ့ကိုသွားပြီးမိတ်ဆက်တာဆရာရဲ့အဲ့ဒါသူ့သားနဲ့ညားတာလေဟာကောင်းမစို့နေဥစားခုတ်ရတချာရှရတလွဲပါလားဟဲ့ကောင်းမစို့ရဲ့ဆိုမင်းဆရာရဲ့ဘယ်တက်နိုင်မလဲတဲ့အမေတပည့်တကယ်ပါ သူကအိမ်တော်ရှင်ဖြစ်နေတာကိုတမီးသူသားနဲ့အိမ်တော်ကြတယ်ဆရာအခုတော့တားတွေတမီးတွေနဲ့ဖြစ်နေတယ်ကြည်စမ်းတောင်းလေးရပြချင်းချင်းလေးနော်ကဘာကြီးရချင်းချင်းလေးဆိုတာဟုတ်များဟုတ်လေသလားအခုပဲကျွန်တော်တို့တွေ့ကြပြီလေကြည်စမ်းတန်ငယ်ချင်းချင်းနဲ့သူသားနဲ့ရတဲ့လူကခါဟိုးအညာတက်ကတူကကို့အတန်းနဲ့ရကောင်းမလေးခါပြန်ဖြစ်နေပြန်ဟောဟာဟဲအန်ဩဆရာတွေပါလားသူကြတော့ကိုကျော်သူနဲ့တွေ့ပြီးတော့ရန်ကုန်မှာအလောင်းတွေကိုတလောင်းပြီးတလောင်းထမ်းချနေတော့တာပဲတမီးတို့အခောင်းနေနဲ့အလောင်းတွေကြားထဲမှာရန်ကုန်မြို့က အတုပါဒီမှာခဏခဏတင်းကျန်းကမှတွေ့ကြတယ်သူလိုက်ပြီးတော့လေကားနဲ့လည်းပြီးချပေးနေတာပရဟိတပေါ့ကျမဘုရားတက်တာမှာတေသီစီအဲ့ဒါပဲလှုပ်သွားရမယ်လို့ရွေထားတယ်ဆရာရဲ့ကျွန်တော်ကိုကျော်သူကိုပြောတယ်ကိုကျော်သူလို့သူတို့စီရောက်သွားတဲ့ခါကျတော့ကျော်သူကဘေးကမိမလည်းရှိတယ်ပေါ့မရွှေစည်းခွက်ပေါ့ဗျာမိမခင်ပြညနေတဲ့ခါကျတော့ရုပ်ရှင်ကကျော်သူကြီးရတယ်ဒီပေါ့မိမကြီးပေါ့ကျွန်တော်သူကရက်မြင်တော့ကျွန်တော်ကဒီလိုမော့ကြည့်ရတာဟုတ်ဗျာကိုကျော်သူလို့ကျွန်တော် ခင်ဗျားရုပ်ရှင်ကားတွေအကုန်ရှိခဲ့ဘူးတယ်ခင်ဗျားကကျွန်တော်မြန်မြောက်လေကျွန်တော်ကြိုက်တယ်တေးဥဆောင်တာကောင်းတာဟုတ်ကားနံပါတ်ကျွန်တော်ပြောလိုက်သေးတယ်တိလားကျော်ဟင်းနဲ့ဘယ်ကားမှာ ဟာလားညနေနဲ့မင်းငယ်တော့ရှောက်ညနေမဲ့ရှောက်ရတယ်အများကြီးပေါ့နော်အစင်းသဖြင့်ကျွန်တော်ဘယ်လိုကြိုက်တာအေးလားသူ့ကြောင့်မခံပြီများခံဘောသူရဘောသူတွေပေါ့သူ့ကြောင့်မခံပြီလေမိသားစုရဲ့ချစ်သူမန္တလေးနန်းရောက်စစ်ဖို့လေးပေါ့အားလုံးကြိုက်တယ်ဗျာကျွန်တော်အကြိုက်ဆုံးတကားပြောရမလားလို့ဆရာချို့ဘာကားလဲအခုခင်ဗျားကိုယ်တိုင်ကပြပါဝင်နေတဲ့နိုင်ကိုညီမှုအတင်းမှာပရိဒတ်လုံနေတဲ့အလောင်းတွေကိုထမ်းချနေတဲ့ဇက်လိုက်မင်းသားကျော်သူကကျွန်တော်အကြိုက်ဆုံးပဲဗျာခင်ဗျားကိုရန်ကုန်ကိုတက်မြေလုံးကမထိုင်ကြတော့နေရင်တိလားတက်သူကဆရာဆရာမတွေခင်ဗျားကြောင့်ပြောကြတယ်ကျော်သူ့ကို ခမရပြလိုက်ကြစိတ်ကြလို့ခမရဒီအလောင်းကြီးခမရအဖေလားခမရအမေလားခမရဦးလေးလားခမရအတော်လားဟင်တမျိုးလုံးကသေတဲ့အလောင်းတွေကိုခမရမယုံမရှာနဲ့ချမ်းချမ်းရောက်ချမ်းငါ့ကိုတိုင်းကြိုက်နေမိုးတွေမှာထီးနေနဲ့ညိတ်ပေါက်ကြီးငယ်ချနေတဲ့လူတွေကိုခမရလက်ချနေတာတခါမြတင်းငယ်ကုန်းတစ်ခုမှာကလေးအမေတယောက်ကလေးလေးကဘခွက်လေးနဲ့ဗျာပေးတာဟိုနေ့နောက်ရှိမှာပေါ့ခြောက်တန်းကြောင်းသူကြောင်းကြောင်းသားလေးလောက်မေးရရုပ်ချိုးပြဖြစ်နေတာကျော်သူကအခေါင်းကိုချပြီးတော့မိုးတွေကရွာလို့နော်ရံကိုပြင်းကုန်ပါမိုးတွေတအားရွာချနေအောင်ကိုရှိုးနေနေတာ ခေါင်းထဲမှာဒီကျော်သီးမတ်တကြီးရအဲ့ဒီမိမလုတ်တဲ့မြင်ကွင်းကျွန်တော်မမေ့နိုင်ဘူးဒီလိုမော့ချပြီးတော့အယုတ်ချပြဖြစ်နေပြီမိမတယောက်သူ့ရင်ဘက်ကိုအဝတ်နဲ့စီးပြထားတာမေဆော့အဲကောမနဲ့အုံးနေပြီလေယောက်ျားမဆုနဲ့စီးပြီးတော့နောက်ဆွဲဆောက်ဆွဲနေတာမလုတ်မငိုနဲ့တော်တော့ဆိုတာအဲ့လိုငိုနေကြကျော်သူ့လည်းမြင်လိုက်ကိုလေခမရပါဟေ့ကျွန်တော်အလုံးမြေ့ကြတာပဲကြည့်နေလက်ကလည်းမကန်ရုပ်ရွှေရှင်မင်းသားဆိုတော့ဒူးတွေထောက်ကြပြီးတော့မြေကြီးပေါ်ပုံကြသွားလာရှုနေတယ်မှာထိုင်ကြတော့ကျော်သူကအမရဲ့မလုတ်ပါနဲ့အမရဲ့ကျွန်တော်မလုတ်ပါနဲ့အမရဲ့ပေါ့ ကျွန်တော်ကဘေးကရက်ကြည့်နေတာကျက်သိမ်းချလိုက်တာနော်လူတွေอ่ะနော်အများအကျိုးတည်ဖို့တဲ့လူတွေကိုလူတွေကမြတ်တာဘယ်တော့မှမခံကြဘူးအတိတ်ပဲရှိလိုက်တဲ့ကျော်သူกว่าရုပ်ရှင်ရတာတဲ့ဒီပဲရှိတယ်လို့ခဏတကယ်လူပဲလို့တကယ်လူဆိုတာကိုပြောနေတာခဏလို့လူမျိုးနေမဖြစ်ရင်လောကကြီးမကောင်းဘူးလားကျွန်တော်ဒီမှာရှိနေဇေကုံးသူဇေကုံးသားတွေကိုကျွန်တော်ကအဲ့လိုလူတွေဖြစ်စေချင်တာကိုယ့်အိမ်ကစီးပွားရေးရှာရင်မဟုတ်ဘူးလားစပားရောင်းရင်ပဲရောင်းရင်နှမ်းထောင်းရင်ရနေပြီးတော့မှ တို့ကယ်လို့ရတဲ့ဟာလေးလက်ကယ်ရရင်ကောင်းပဲတို့ရချိုးရွာချိုးလေးတွေပေါ့ဘာလို့ရင်ကောင်းကြမလဲဒီစိတ်တွေနိုးထားမှလူကတိတ်ပဲရှိမှလေတကယ်အရေးကြီးတယ်နော်ပတ်သန်းမြင်အောင်မိမကြီးတောင်ကျွန်တော်ကသူ့ကိုချစ်စနုတ်ခေါ်တယ်ကျွန်တော်လည်းအသက်ကြီးပါတယ်သူနဲ့သွားလိုက်ရတဲ့ပွဲတွေလည်းရှမ်းပြည်တောင်ပိုင်းမြောက်ပိုင်းဟိုတို့ကငပလီဟိုတို့ကအိန္ဒိယနိုင်ငံနယ်ဆက်ပါလေမိုရီတမူးနဲ့မိုရီလေဟိုဘက်ကကလားပြည်ပဲလေဩအမရဲ့လေမြေမှာမှာစရတာ ဟိုအေးရပကံပေါ်မှာအသွားပြန်သွားတော့မှလည်းကျွန်တော်တို့အေးရပကံကြီးနေကျွန်တော်အမအေးလင်းပေါ်မှာကျွန်တော်တို့အဖွဲအဆူညံတောင်းညံနေတာအမတကယ်ပဲဆိုတာသူနဲ့ကျွန်တော်ရံမှာချင်းရင်လေဘယ်နေရာချင်းရနေမှတ်လေအမနဲ့ကျွန်တော်နဲ့တွေ့ကြအောင်ဆိုအမရေအေးရပုံလေးရနှစ်မညညတင်းတင်းညုံလာခဲ့ဟာမလေးဖုန်းဖုန်းရကျွန်တော်ရေခုံစရာမကောင်းဘူးလားငါစောင့်နေမယ်နော်ဘယ်ဘယ်အလောင်းတိုက်ကစောင့်နေမယ်ဟုတ်ကဲ့အမအမကျွန်တော်လည်းသူ့ပေါ့ဩပရဟိတစိတ်ရှိသူများကိုကျွန်တော်တို့ကတကယ်ပါချစ်စနုံးနဲ့စတာ HIV ကလေးတွေသူတို့မွေးထားတယ်မှလား ညောက်တကုံမှာကျွန်တော်ခင်ဗျားတို့ပြောလိုက်မယ်လူ90ကျော်တယ်မနေ့ကကျွန်တော်ငွေတသိန်းသွားလှူတယ်တိတ်တူဆီယမတွေကြီးကကောက်တယ်900ရတယ်ကျွန်တော်က3000ကျော်စိုက်ပေါ့ယောအမတသိန်းရလာပြီကျွန်တော်တို့ကျွန်တော်တို့အဆက်ဆက်ရှိတယ်လေကိုသာချူကြီးကျွန်မလေးနော်တစိတ်တင်းနေတဲ့လူတွေမှာကျွန်တော်နိုင်ငံမှာကဲမလူတွေအများကြီးပဲကျွန်မအိမ်ကိုပြတ်ထားပြီလားကဲနေတာဒီလိုအလို့မျိုးကျွန်တော်ပြောနေတာဒီလိုလူမအတိတ်ပဲရှိတာကိုဂျိုးစွန်တဲ့လူမဟုတ်လားဘဝကိုအတိတ်ပဲရှိရှိ လေသွားတယ်လူကိုမိသားစုကမကဘဲနဲ့ပေါ့ကျန်တဲ့ဟာလဲလှမ်းငှက်ကြည့်သူပေါ့အဲကျွန်တော်တို့ကလောဘကြီးလို့တော့မရဘူးပေါ့ကျွန်တော်လောကကြီးမှာအဲ့လိုတကယ်လူတွေဟာအများလမ်းပိဆက်ကြပါလေကျွန်တော်တပုတ်ပြောပြီးတော့ညီကုန်းချုံမယ်ကျွန်တော်ဖတ်ဖူးတဲ့စာလေးတပုတ်အဲကောင်းစင်ကဆက်ကတ်တယ်နည်းနည်းလွှဲပြလိုက်ဦးမယ်ဆက်ကတ်ကျွန်တော်ဘယ်ရယူပြောတာလဲဆိုတော့ဆိုင်းစရာဖင်းပြစာအုပ်တွေကဆိုင်းစရာဖင်းပြစာရန်ကုန်မှာရှိတယ်ကျွန်တော်တို့မကြောက်ဘူးလေထားလိုက်တော့ तू ကဘာသာပြန်ရေးတယ် အမေရိကန်နိုင်ငံမှာစောက်ကလေးတွေထွက်တယ်နှလုံးသားအာဟာရများတဲ့ခေါင်းစဉ်ကတော့ဘိုလိုတော့ပြောမနေနဲ့တော့ရှုပ်ရှုပ်လို့စောက်ခေါင်းစဉ်ကနှလုံးသားအာဟာရများအဲ့ဒီမှာကျွန်တော်ဆက်ကတ်ဆိုတာဖတ်တယ်သိလားတောမျိုးလေးဘလို့ဘလို့ဟာမျိုးလဲဆိုတော့ဗျာနည်းနည်းလေးပွဲလန်းသဖြင့်ရှားတဲ့မျိုးမျိုးပေါ့ဟိုကဒဇယ်လူဟာမျိုးပေါ့ရန်ကုန်ကြတော့လေလေးဖြူကဆိုလိုက်ဟလာဟိုကဟိုအိုင်စီယာဆိုလိုက်ဟိုအိုင်ကရော့စ်ကဆိုလိုက် နောက်ပါလေဗျာဟိုကအင်ပါယာဆိုလိုက် ဒီဘလိတ်ကဆိုးလိုက်ပွဲပွဲဖွက်တယ်ခဏနာဟိုဆိုကြတော့ပွဲလမ်းစဉ်ပေါ်တယ်လေရှေ့ဆောင်ကကားအစ်စ်လဲလိုက်တမနာကပြလိုက်ဆိုတော့တချို့တောမျိုးလေးကြတော့တနည်းလောက်ကြမှာတခါတော့ပွဲလေးရေလောက်ရတာဖျားပွဲပါညာအဲ့လိုတောမျိုးလေးအမေရိကန်နိုင်ငံမှာတနည်းဆက်ကပ်ပွဲရောက်လာတယ်စင်းနေပါတယ်ကြားနေပါတယ်ညောက်နေပါတယ်ကဘာလုံးပါတယ်ဆိုင်ကနဲ့လှည့်ပါနေပါတယ်ကိုဘအမျိုးစုံပေါ့အဲ့ဒီမှာအဲ့ပြည်သားစုတွေအားလုံးကမနေ့ကျတော့ညိုလေးကတောမျိုးလေးဆိုတော့ဈေးထဲမှာဆင်းကြီးပြီးတော့ရွရွဖြစ်နေတာဟိုလူကကြောင်ညာတဲ့အနေနဲ့ဆင်းကြီးကိုအစားလိုက်ကြွေးတာမပြောသေးဘူးကြံလို့လိုက်ကြွေးတာပေါ့နော်ညောက်ကလေးတွေလည်းပါပေါ့ တံမြလုံးယွာယွာဖြစ်နေတာတဲ့အဲ့မှာမိသားစုတစ်ခုကတော့ကလေးတွေကတော့ကြည့်ကြည့်နေပြီပိုးရလဲတစ်နှစ်မှတစ်ခါကြည့်ရလားတော့ယွာလေးဆိုတော့ဖေဖေကြီးရုံးမရကြီးလေဖေဖေအဲ့စင်ကြီးကညကြိုင်ပြလိုက်မှာအဲ့စင်ကြီးပါလားဖေဖေပါလာဖို့သားကလည်းမင်းကလည်းအဲ့စင်ကြီးကလိန်ပါလားဖေဖေတတ်ကြိုင်လို့ရလားတတ်မင်းထိကြည့်လိုက်ပါလားကွာကိုလိုကြီးတတ်ကြိုင်ကြီးဟာထန်နေတော့ဖေဖေကြီးသားချစ်တယ်တော့ညကြသူကဘာလို့မှလဲထီလေးဆောင်ပြီးကပြမှာစင်ကြီးကနှမောင်းလေးနဲ့လေဒီလိုပြီးတော့တစ်တော့မတက်ပြီးတော့လှိမ့်ပြမယ်သူကမင်းတို့ဟာသားကြည့်ကြည့်နေဖ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 ေညကြပြမှာပေါ့ကွာ ကလေးကတိတ်ကြွကြွနေပြီတမီးလေးကလည်းဖြဖေးတမီးကဟိုအချစ်ချင်နေဖြဖေးရဲ့ညောက်ကလေးတွေကစားတာအေးပြမယ်ညောက်ကလေးတွေကတီတုံးလေးတွေခုံနာလေးတွေပါတယ်အကြီးကောင်လေးကကြတော့လေဖြဖေးသားဆိုင်ကယ်စီးတာဝါသနာပါတယ်ဖြဖေးရဲ့ကဘာလိုကြီးနဲ့မှလေဆိုင်ကယ်ကိုဝီးပြီးနဲ့ပတ်နေတော့မလဲလို့ဖြဖေးကြီးသားကလည်းဘယ်လဲမှလေကောကယူပပိတာသဘောတရားရာသားကြီးလိုက်တင်ရမှာညချီလို့ခေါ်တယ်သားရဲ့ပုံမှန်လဲနေတိုင်းရမလဲတော့ဘူးသားကြီးလိုက်ရင်လည်းဒါချစ်ရင်ရတာပေါ့ဟာဖြဖေးသားကချစ်ချင်တယ်ညကြရင်ညကြဆက်ကတ်ကြည့်ကြမယ်ညနေ9:00ကြီးဆက်ကပ်ပွဲရုံသွားကြပြီ အပြင်မှာလည်းပုံတန်းလေးတွေနဲ့ပွဲဝင်ပေါက်မှာရွာရွာနဲ့လက်မှတ်ပေါက်မှာဒန်းစီကြပြီခုနမနေ့ကရွာရွာဖြစ်နေကလေးမိသားစုကအရှင်ဆုံးပါဖအေးရဲ့မအေးရဲ့ပါတယ်တဲ့ကလေးက၃လေးရောက်တဲ့ပေါက်စာလေးတွေအရွယ်လေးတွေလည်းပါတယ်နှစ်တန်းလေးလေးသုံးတန်းအရွယ်လေးလေးနည်းနည်းကြီးကြီးရှစ်တန်းအရွယ်ကောင်မလေးတွေလည်းပါတယ်တဲ့လက်မှတ်ပေါက်ကပိတ်ထားတော့မရောင်းသေးဘူး၅နာရီအထိမှစရောက်မှာနည်းနည်းလေးစောနေတယ်သူတို့နောက်မှာလူတိုင်းရအများကြီးပဲအဲသူတို့မိသားစုနောက်မှာတော့သားဖတ်နှစ်ယောက်ဟာတောင်တောင်ဤပြောနေတာပေါ့ ဲ့မိသားစုပြောနေတဲ့ဇာတ်ကိုနောက်ကသားဖန်နှစ်ယောက်ကလက်လေးပိုက်ပြီးကြီးနေတာသူကပြေးပြေးလဲလဲလေးကဩတဲ့ရှေ့ကမိသားစုလေးကဆင်းလိုက်တာဖေးကလည်းရုံးဝင်နေတယ်ထင်ပါရဲ့တဲ့လက်စားတဲ့ဝင်နှန်းပေါ့ဘောမီလေးကလည်းဗါလေကာကီယံဘောမီလေးကလည်းတရားပါလေခြေကလေးတွေကပြုတ်လို့ကပတ်ကလေးကလည်းအစလေးဖွာပြီးတော့နွမ်းလို့မေအေးကလည်းအိမ်ဟောင်းလေးနဲ့ကလေးလေးတွေကလည်းအိမ်လေးအားလုံးဟောင်းလေးတွေဒါပေမဲ့တတ်မှတ်ရှင်းရှင်းရှော့ဖို့ပြီးတော့မိဖုလေးထိုးထည့်တဲ့ခါကျတော့ရသမျှလေးနဲ့ဘဝကိုတင်းနှောင်းတင်းနဲ့တတ်တတ်ရရဖြစ်အောင်ကြိုးစားနေတဲ့မိသားစုတနားစရာကောင်းလိုက်တာဆိုနှမ်းကြည့်နေတာပြေပြေ လက်မကမြောင်းသီးလောက်ဆိုပြီးတာတို့အထဲဝင်နေပြီဗျာဒါစင်ကြီးကိုသွားပြီးတော့စကျင်နေတာဖေဖေကြီးဟာဒါစင်ကြီးကိုကြံပြီးကြံကြည့်လို့ရလားဖေဖေနောက်ပြန်ပြောပြတာပေါ့ဒါကြံလေးခြင်ထားတယ်လीဒါစင်ကြီးကိုကြံသွားကြည့်မယ်နော်သူ့ကိုချစ်လို့ဘိုက်စားနေပြီလားမသိဘူးဖေဖေဟာကလေးကဘွေမဖြစ်နေတာအာပွင့်ညာပြီးလို့ပြောစရာကောင်းလိုက်တာတဲ့ဒိတ်တကားခွင့်ပြီအဖေကြီးကမိမကိုကြော်ပြီးမိမနောက်ကကလေးတွေလည်းရှိမှတက်စီထားလားလူတွေအားလုံးကြော်ပြီးလက်မပုတ်တဲ့လက်ထိုးပြီးတော့မှအမေရိကန်ဒေါ်လာ၃လျောက်ထိုးပြီးတော့မှလူချင်းနဲ့ဆောင်ကလေးလေးဆောင်ထက်အထက်ကပတ်စံပြန်ပြီးထိုးထုတ်ပေးလိုက်တယ် လက်မှတ်လာပါမလားငွေတွေပြန်ထိုးပေးတာမရဘူးခင်ဗျာတဲ့တယောက်စာလိုနေတယ်တဲ့ဆိုကြတော့1ဒေါ်လာတစ်ချက်လိုနေတယ်ပေါ့ဟာပတ်စံမပြေဘူးခင်ဗျာ तू ကမှန်းလာတာကြဈေးအရောင်မကြည့်ဘူးထင်နေလားတယောက်စာလိုနေတယ်ဆိုတော့အကြက်ရိုက်တဲ့ပုံစံနဲ့ဖေရအိတ်ချက်ချင်းမှာချွေးသီးချော့တွေကျနေတယ်တဲ့ကျွန်တော်ပြောနေတာနှင်းနေသေးတယ်အဖြစ်ပဲတိတ်မြန်းစံနေဟာဒုက္ခငွေလို့ကြောက်နေခလေးနေတယ်အပေါ့ပါမှာနောက်ကလူရလက်မဝဲတော့ပြီငါဘယ်လိုရှင်းမှာမလဲဖြည်းဖြည်းပြန်စင်းစားကြည့်ပတ်စံမလုံလောက်တဲ့အတွက်တားလို့သမီးတို့ဖြည်းဖြည်းမှာပတ်စံမလောက်ဘူးကွာတယောက်စာလိုနေတယ်အားလုံးပြန်မယ်အိမ်ကို နောက်နေ့မှလာပြန်ကြည့်မယ်ဆိုရင်ဒီမိသားစုမှာဘာဖြစ်လဲပိတ်အင်ဆိုးပေါ့ပိတ်ဆိုတာနာကျင်တာဒဏ်ရာပေါ့ဆိုးကစိတ်လေစိတ်မှာဒဏ်ရာရပြီပေါ့ဩအဖေကိုကြောက်လို့လာမပြောရင်နေရမယ်လေမှတ်ဘူးလားအိမ်မှာမေ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 ဖေဖေကဘာလို့ပြန်လာလဲဟဲ့မပြောနဲ့ဖေမှာပတ်ဆံလို့နေလို့ကလေးတွေကအနာဖြစ်သွားပြီဘောတစ်ချက်လုံးငါတို့ငငယ်တုန်းကငါတို့မိသားစုဆင်းလိုက်တာငါတို့ဖေဖေလေး မြို့တစ်ခါမှာတလတနည်းမှာမှာတခါလာတဲ့စက်ကပွဲလေးတော်မှာမပြတ်နိုင်ခဲ့ဘူးပထမနေ့မှာပတ်စံတစ်ချက်လုံးနေလို့အိမ်ပြန်ခဲ့ရတာနောက်နေ့မှာပြန်ရှာပြီးတော့တို့ကြည့်ခဲ့ရတာမှတ်မိသေးတယ်တို့မိသားစုအားလုံးပွဲကြည့်ပေါ်တော့ဖေဖေကပတ်စံလုံးတော့မရှာနိုင်ဘူးနော်ဖေဖေရုန်းကလေးရတာဒီတရားပေါ့အဲ့လိုမှမဟုတ်ဖ ೇನೆ ကလေးတွေအားလုံးနဲ့အမေထားခဲ့ပြီးအဖေမကြည့်တော့ဘူးပြန်မယ်ကွာဆိုရင်လေဒီပွဲကင်းကပြောစရာကောင်းပါဦးမလားမမေဖေဖေဘာလို့ပြန်တော့လဲမမေရေနေဖေပတ်စံမရှိလို့တာရတယောက်စာလုံးနေလို့အဖေဖေကြီးကဘာလို့ပြန်ရုန်းတရားပဲလေ ။ဟာအားလုံးပြန်ပြီးတော့အိမ်မှာအိတ်နေကြပြီဆိုတော့ညမှောင်ထဲမှာမှိုင်မီးလေးကိုမှိတ်တဲ့အခါကျခြေထောက်ထဲမှာမောင်နှမတွေတင့်နေကြမှာပေါ့။မမမမမောင်လေးတို့ဘာလို့ဒီနေ့မကြည့်ရတာလဲ။ဒူဒူပါရှူဖေဖေစုစုလိုက်မယ်ဖေဖေစင်ကောင်းဖြစ်နေမယ်။ဘာပြော။မမဘာလို့လဲ။ဖေဖေမှာပတ်စံမရှိလို့ပတ်စံလို့လို့မောင်လေးရဲ့။နောက်နေ့ကျရရင်သွားကြည့်မယ်လေ။မပြောနဲ့နော်။ရင်လူလေးပေးကလပ်ပေးလိုက်ခြေထောက်ထဲမှာ။ကလေးဘဝအတန်အတန်ချက်တွေ။တိတ်ပြီးဘဝမှာနေ။ခရိယံစကားပုံတစ်ခုရှိတယ်နော်။ခရိယံစကား Christmas is painful hunger ခရစ်စမတ်ဆိုတာအပြင်ပိန်တန်ရပဲတဲ့ for အတွက်ဟန်ကငတ်နေတဲ့ကောင်တွေအတွက်ခရစ်စမတ်ပွဲဆိုတာဗါတယ်လေငတ်နေတဲ့ကောင်တွေတန်ရတယ်တိတ်ကြိုက်တာပဲကျွန်တော်တကြံမှာအလုံးပြောကြတယ်မပြင်းလဲမိသားစုကတန်ရပဲဗျအလုံးကားကြပြီပြောကြပြီဝတ်ကြပြီစားကြပြီရန်ကုန်မှာအချင်းဆိုကြပြီကိုယ့်ရမတော်နိုင်ဘူးခါဒီဘွဲကကိုယ့်တဲ့ကိုယ့်နဲ့ပတ်ဆိုင်နေတန်ရပဲငါတို့အိမ်မတော်နိုင်ရင်းကွာဒရင်ကျုအလုံးမီးထုံးပြီအလုံးအထူလို့ပြီအလုံးမုန်းနေကြွေးပြီအလုံးပျော်ပြီပွဲရီသွားကြပြီကိုယ့်ရငွေမရှိဘူးငုတ်တော့မင်းစားညသား ဒီသတင်းကြော်ကဘာတိပဲရှိတယ်ကို့အတွက်အနာပဲဗျာနော်ဒီသဘောမျိုးပဲ Christmas is pain for hunger Christmas ပွဲဆိုတာမရှိစင်းရတဲ့အတွက်တန်ရပဲတဲ့ဒီပွဲကဆက်ကပွဲကတန်ရဖြစ်ပြီတို့တွေညဘက်ကြီးမှာမှောင်ထဲမှာမောင်လေးတိတ်တိတ်နေမမတို့နတ်မှန်ကြပြမှာပေါ့ဒီမေဆူလိုက်မယ်လေမပြောအောင်နောက်နေကြမမတို့ပတ်စံရရင်ပြမှာဘယ်တော့ကြေခွဲစရာကြီးလဲအဲ့ရချင်းအနေစားဖြစ်နေတာဖေကဘယ်လိုလဲချွေးကြနေတာနောက်ကနှစ်ယောက်တားလေးနဲ့ဖေကဘာလို့တထင်းလဲဖေကဇက်ဆိုအေးကြီးကပတ်စံကို တို့လိုတဲ့ဟာကိုထွက်ပြီးတော့တဲ့လက်ကင်ပေါ်လေးတစ်ခုနဲ့ထွက်ပြီးတော့မှရှေ့ကိုပြစ်ချလိုက်ပြီးမှဘယ်သူမှမမြင်စရာဘူးနော်ကလေးတွေမမြင်စရာဘူးရှေ့ကလူကပခုံးလှမ်းပေါ်ပြီးတော့ဒိတ်လက်ထုတ်ထားပြီးလက်ကျွတ်လာတာရှေ့ကကောင်းနေငွန့်ကြည့်တယ်တော့ငလုံးတွေတိတ်လှင်းမြန်နေနော်အောက်ကငွန့်ကြည့်နောက်ကလိုငွန့်ကြည့်ငလုံးကစကားပြောပြီးဒါကျုပ်ပစံမဟုတ်ဘူးဖတ်ပါလို့ကျုပ်ပေးနေရလဲကျုပ်မကောက်ဘူးနောက်ကငလုံးကလည်းဘာပြောနေလိုက်လဲလူတွေကငလုံးနဲ့စကားပြောတော့တိတ်တိတ်ပဲရှိနေတော့လူသားရဲ့စွမ်းအားဒါပဲ ခမကျုပ်ကပြောမနေနဲ့ကြည့်မနေနဲ့ဟဲ့လူပတ်စံလူနေတယ်မဟုတ်လားဘာလို့ပြောနေရဇက်ရှိအောင်အချင်းကြအောင်ခမကလေးရေးမိကုန်ပြီမြန်မာကောက်လိုက်နောက်မှနောက်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 ရှင်းတိညာနေတော့ဒါမျိုးဟိုလူကလည်းမျက်လုံးနဲ့ပြန်ပြောတယ်မျက်လုံးရဲ့စကားပြောလို့ရတယ်မဟုတ်လားမျက်လုံးကြည့်မသိဘူးလားအိမ်တိမ်ကိုတက်သွားလို့အိမ်မျက်လုံးကြည့်ရင်ကို့လူလားလားမလူလားမသိဘူးလားကဲဒီမိသားစုငါ့ကိုလူလားတယ်သူငါ့ကိုထင်သေးတယ်ငါ့ကိုပစ္စည်းများဖြောင်းမဲကောင်ထင်နေတာမသိဘူးမျက်လုံးကြည့်သေးတယ်နော်မျက်လုံးကြည့်သေးတယ်တရုတ်ပြည်မှာဆိုရင်ယောက်ျားတွေမျက်လုံးကိုခဏဥပဒေနဲ့ရေးယူတယ် စီချွန်ပြင်းနေဒရင်းလာဖပြပြောနေတာကျွန်တော်ကအဲ့ပြင်းနေမှာယောက်ျားတွေကလက်ဖိတ်ဆိုင်ပြေဆိုင်ထိုင်ပြီးတော့ဈေးသွားဈေးလာမိမတွေကိုကြည့်နေကြတာလေကဲရန်ရောရင်ပြင်းထွားနေကြတာဟေးတောင်းနေကွာဟာဟိုကောင်မကြီးရောက်ကိုလုံးကောင်ကြီးဘလို့ကြီးဘာပြင်းထွားနေတာအဲ့ဒါကိုမိကလေးကကျွန်တော်မခံနိုင်ဘူးပြင်းနေဆိုးအောင်တိုင်တော့မှတရုတ်ပြည်ကပြင်းနေဒီမှာသူ့အဆိုးအသက်သက်ရှိတယ်စီချွန်ပြင်းနေအဆိုးရကရဲကိုသတိပေးတဲ့ခါမှာရဲကြည့်ပြီးတော့ဟုတ်တယ်တဲ့တို့အမျိုးသားတွေကတို့တိတ်ညလုံးတိတ်ရိုင်းတာပဲမိကလေးကိုကြည့်တယ်မျိုးကမြစ်တာတရားမျိုးမဟုတ်ဘူးကျွန်တော်မျက်လုံးမှာမြစ်တာတရားအပြည့်ကျွန်တော်ငယ်တော့ကရေးစားတွေကိုကြည့်ရလေ ကျွန်တော်လွန်ပြီးဆွဲကြည့်တာကျွန်တော်ကဝေပြဲလို့ကျွန်တော်ဘာမှမတင်ပါမကြည့်ဘူးကျွန်တော်အဲ့တော့ဒီလိုကြည့်တဲ့အခါကျတော့မှရဲတွေကမကျင်တဲ့ဖက်နဲ့စီချက်ပြင်းနေမှာဥပဒေထုတ်တယ်ဗားတယ်လေမျက်လုံးများကိုအကဲခံမဲ့ရဲတွေကဟဲဆရာရှိဦးညမျက်လုံးလိုလေဥဖုံးဓာတ်ဥမျက်လုံးလိုလေဆိုတော့ကြည့်မှာအဲ့မှာဒီကြီးအပြော့အပြင်းဒီကြီးသိပ်ပြီးတော့မီးဝင်းတောင်းနေရင်ထောင်တန်း6လနန်းနယ်လေးခက်ရီဝေပဲဆိုရင်မင်း3လအဲ့လိုချတဲ့ဥပဒေတရုတ်ကြီးမှာရှိတယ်တကယ်အခုထုတ်ထားတယ်နော်မျက်လုံးမှာခင်ဗျအတိပဲပါပြီးသား မိမတယောက်ကိုတကယ်မြတ်တဆင်းမြတ်တမှန်နဲ့တကယ်ကိုမျက်နှုတ်တံပိုးထားပြီးကြည့်တဲ့မျိုးလုံးလားသူသိတာပါလေဗျာရုံညံ့တဲ့စိတ်နဲ့ဒီမိမတော်ကဖြစ်စည်းရင်ကောင်းလိမ့်မယ်မျိုးလုံးမျိုးရှိပြီသားတော့ကျွန်တော်ကိုယ့်မျိုးလုံးကိုကျွန်တော်သိမယုံလို့တခါကျွန်တော်အကိုကြီးကိုမေးရတယ်ဆရာချစ်လို့ကျွန်တော်အကိုလို့ပေါင်းတာပါကျွန်တော်မျိုးလုံးကြည်သမ်းပါဦးလို့ကျွန်တော်တယောက်ပြီးသွားရင်ဘယ်လိုဖြစ်မထင်လဲလို့နင်းဆိုသေးတယ်ဗောဟာဗျာဆရာချစ်ကလည်းဒီအချအချင်းတွေသူ့သွားမေးကမှနင်းဆိုသေးတယ်နဲ့ဆိုမျိုးလုံးနေစကားပြောတယ်မှလားကြည်သမ်းချက်ချင်းတော့ဟဲ့လူစကားမရှိနဲ့ကောက်လိုက်ဒါမှ တော့ဘာလုပ်နေပြီကြုတ်လာပြောင်းနေတယ်အကူချေးချင်းမှလည်းဗျာကြောက်ခလေးတွေကြောက်ကဟုတ်ပြီမရဲဝင်မယ်ပဲရော့လူကြီးနှဆောင်ခလေးတွေကြောင်းကြောင်းကြောင်းဂျိန်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 ရော့ဟေးဆိုဝင်ချသွားနောက်မှဖခင်ပြောင်းလာတယ်ဆိုပြီးတော့တားဖက်ရောက်ကုန်ပြီသွားကြပြီဝင်လာပြီလူတွေကိုယ့်နေရာကိုသွားကြမှာကိုမုန်းတွေဝဆားကြဆိုတော့နောက်ကမိသားစုမှာခလေးလေးနဲ့ဖခင်ကမေးတာတဖေးတဖေးလေးနဲ့တဖေးလေးနဲ့တဖေးတဖေးမိသားစုကတဖေးဟိုရှိကဦးအီးကိုဖေးဘာလို့ပတ်စံပေးတာလဲတားရဲ့သူတို့ပြောပါစေတချို့လူတွေအားလုံးပြောတဲ့ဘွဲတွေမှာ တယောက်တလေကျိန်းတာမကောင်းသားရဲ့နော်လူတွေအားလုံးပြောတဲ့ဘွယ်မှာတယောက်တလေတော့ကျမ်းမင်းကျမ်းမင်းရစ်တင်မှုလေတဲ့တောက်ဖေဖေတခုမင်းမင်းနော်တဲ့ဖေဖေအခုပေးလိုက်တဲ့နေကိုသူ့ကိုရော့ခင်ဗျာပတ်ဆံလို့လေလို့ဖေဘာလို့မပေးတာသတိလားတဲ့ဖေဖေအားလုံးဘာလို့ပေးတာလဲတားချီလိုက်ရင်သိပါလိမ့်မယ်မိသားစုမှာလည်းမိသားစုဂုံတိတ်ခါဆိုတာရှိတယ်အိမ်တော်ဦးစီးတွေမှာလည်းအိမ်တော်ဦးစီးဂုံတိတ်ခါရှိတယ်ဖေဖေအဲ့လိုပေးလိုက်ခဲ့မယ်ဆိုရင်သူ့မိမ္မာကိုသူ့သားသမီးတွေရောသူ့ယောက်ျားကိုနှမ်းကြည့်ပြီးတော့ ဩဟောက်ကြားအိနေရပတ်စံလိုးနေလို့သူများစီကတော်လာဆွဲပြီးတော့ပွဲကြည့်ခဲ့ရတယ်ဆိုတဲ့ဟာမျိုးနဲ့ယောက်ျားရဲ့တိတ်ခါနည်းနဲ့ထိခဲ့တဲ့တားရဲ့အင်းအင်းစီမိခင်ဖခင်ပေါ်မှာတားသမီးတွေမိမိတွေကအားကိုးစီရှိနေရမယ်ငေါ့ကြားဒီဟာကိုဖြည့်ရှင်းနိုင်တယ်ငေါ့ကြားမိသားစုကိုပြောင်းထားနိုင်တယ်ဘသူစီကအခွင့်အရေးမလိုဆိုတဲ့အဲ့ဒီမန်လေးမာနာလေးကိုအဲ့မိသားစုဖေဖေရစေချင်တာတဲ့တိတ်မြင့်မြတ်တာပဲနော်ဒါကြောင့်ဖေဖေလေးတဲ့အဲ့လိုမသိအောင်သူတို့ပတ်စံကြားတယ်ပုံစံနဲ့ယောက်ဟဲ့ဖေဖေပတ်စံကြားနေဆိုပြီးတော့ချပစ်လိုက်တာဖေဖေရဲ့အဲ့ဒါလေအဲ့ဟာလေးကဖေဖေကောင်းနေတော့တဲ့ဒါချီးလိုက်တာပိုသိလာလိမ့်မယ်မိသားစု ကောင်းဆောင်ကအဲ့လိုကိုတိကမြပို့လို့လေတားရည်တဲ့တောက်ဖေဖေတခုမေးမယ်နော်တဲ့အဲ့မိသားစုလေးဟေးဆိုအော်ပြီးတော့အခဲကိုဝင်သွားတော့တားမပြိုဘူးလားစိတ်ထဲမှာတဲ့တားမုန်းသွားလားတဲ့တားပြိုတယ်ဖေဖေရတယ်သူတို့ကြည့်ရပြီးကြည်လူစီကကောင်းလိုက်တာတဲ့တားစထားကွာလောကကြီးမှာလေတဲ့ကိုလိုချင်တာကိုမရရအောင်လူယူလို့ပြောတယ်အပြောထက်ကျန်တဲ့လူတွေပြောပါစေဆိုတဲ့စိတ်နဲ့ပေးလိုက်လို့ပြောနေတာမျိုးဟာမျက်ရည်မဆိုင်နိုင်တဲ့ပီတိကိုရတယ်တားရည်မျက်ရည်ကြားလားတားမှတ်တဲ့ယောက်ကဖေဖေဘာလို့မူလာလဲရင်ပြောလို့ပေါ်တားရည်တဲ့ ညံ့ရဆိုတာကျင်းကျင်းနှက်မှုရဲ့ပါလေသင်္ကေတလို့တချို့ကပြောတယ်နော် symbol of pressure symbol ဆိုတာသင်္ကေတ pressure ဆိုတာနှက်တက်မှုခင်ဗျားတို့ခုနကကျွန်တော်ဘလို့ဆောင်ကျွန်တော်ဘာမှမကြမြိတ်ကြတာလေကဲမုန်းလို့လားဆောင်းမိကလို့လားကျင်းလို့ကျွန်တော်မြိတ်ဝဲလာတာကျင်းနှက်ပြီးတော့တို့စီမှာဒီလိုမျိုးတယောက်ပေါ်တယ်ကွာနှက်မောက်သားအညာသားငါကျင်းနှက်တယ်တို့တမိုင်းကိုငါတို့ရဲစုံမျိုးငါကျင်းနှက်တယ်ကွာအဲ့ဝဲလာတာငါသားလေးကငါစင်းစင်းရဲ့စိုက်ကားနေပြီးတော့လဲထုံပြီးငါကြောင်းထားတာအခုတော့ဘောင်းသင်းသမီးရနေပြီးတော့ဘောင်းဝင်စုံနဲ့ဆင်းချလာပြီးမိမရဲ့ တို့တွေနွမ်းမရတို့နက်လိုက်ကြမိမရဲ့အဲ့ချတဲ့မြေရဝန်းတာဝန်းနေတာမဟုတ်ဘူးလေစင်းမောဘလက်ရှာကျင်နှက်မှုရဲ့ပင်ကေတာမဟုတ်ဘူးလားနောက်ကကောင်းလေးသားဖတ်တဲ့ယောက်ကျန်မြေကျဖေဖေဘာလို့ငုံလာလဲဖေပြောလို့ပဲသားရဲ့သူတို့မိသားစုလေးကိုကြည့်ပြီးတော့တနာစရာကောင်းလိုက်တာပြောစရာကောင်းလိုက်တာနော်တဲ့သူပြောသွားကြလားသားလည်းပြောတာဗောဖေဖေရဲ့ညောင်ငိုကျွန်တော်အဲ့လေးဖတ်ဆက်ကလေအော်ကျင်နှုတ်လိုက်တာပစ်ဆက်ရခြင်းနေရဘာဖြစ်လဲလူကိုပြစ်ပြတ်စေတယ်တကယ်လူဖြစ်စေတယ်ကျွန်တော်ခေါင်းစဉ်ကတန်းတော့တကယ်လူပေးထားတယ်ကျွန်တော်တို့တကယ်လူတွေနဲ့ကျွန်တော်မဝေးပါဘူး အနိကဆုံးဒီဆရာတော်ခရာကျွန်တော်အစပြောခဲ့ပြီဘာလို့ဒီဘက်လောက်လာလဲကဲသူ့နဲ့ပါဆိုင်လေသူ့စည်းဘွားလားကဲဒုက္ခတော်ရောက်သေးတယ်ဒီအခန်းကြီးတို့ကလားငွေတွေကုန်လူတွေပြင်မဲ့ကျွန်တော်တို့ဒီရောက်လာပြီလေကဲဟာဒီမချိုမိုးမချိုနာပေလူစုတ်ပြရှုံနေနေဘာဒီမှလည်းမသိဘူးသူလှုပ်ကြဆိုဟိလှုပ်တယ်ကျွန်တော်တို့မှတ်ဘူးလားကဲဆရာတော်ပြန်ပါဖြစ်လို့အေးရွန်းတူတာရွန်းတူတာလေကဲပေလေးကဘာဒုက္ခခံပြီးတော့လဲဒုက္ခခံလို့ဟုတ်တယ်မလားတကယ်လူဆိုတာအဲ့ဒီလူတွေပါအပါဝင်ဒါကိုပြောနေတာပိဆက်သူကတကယ်လူကျွန်တော်တို့တကယ်လူပြောနေတာပိဆက်သူတွေ ဂေါတမဘုရားကြောင်းခွနာတချင်းတော်ကျွန်တော်ဆွေးပြလိုက်သေးတယ်တကယ်ပုဂ္ဂိုလ်မှုလို့ကျွန်တော်တို့အဲ့လိုဥွှတ်တာဒါလုတ်တာအောက်ဆန်းကိုကျွန်တော်ဒါကြောင့်ဒါလုတ်တာဇေယကုံးသူဇေယကုံးသားများဟာလဲနော်ကျွန်တော်တခုတော့ပြောပြရပြီဟောပြောဖို့ကျွန်တော်တို့ပြောနေတာရှစ်လရှိပြီဇေယဥရှိရှင်ဦးညွန့်နဲ့ကျွန်တော်အသံတွေအကွေးနေပြီလူတွေမနစ်ကတည်းကဟောတာဒီနေ့ဒီမနာရသေးဘူးဒီမှာညီလေးတည်းတည်းတောင်ကူမှာစုံခဲ့ကြတာမော်လမြိုင်မှာမုတုံမှာကြီးသားဒီအဖွဲ့တွေကြလက်ရနေရတာအိုးကိုမျိုးကိုပြတိုးတရအောင်လုပ်နေလဲကြတာအခုလုံးကြပြီခေါ်ပြီနမကျော်ဆိုင်ဆက်ချီဦးညို့ရောက်လာပြီ နောက်နေလာအောင်မယ်ကဲကျွန်တော်တကယ်ရင်သူတို့လည်းနောက်နေရကျွန်တော်ပြောလိုက်တော့ပြောနေအောင်တော့သူတို့ဖုန်းညက်ချင်းနေပြီကျွန်တော်မှွေထားခဲ့ပြီနောက်နေမှတော့ပြောစရာကြီးပဲတော့လက်ကုတ်တာဒီဆရာဦးသာချုပ်ပြောခဲ့တယ်လားနောက်သူတို့ကပြောသွားလိမ့်မယ်သိလားဒီဘက်ကမင်းမကြီးတွေရောကျွန်တော်ဆွာထားခဲ့တာအကုန်လုံးဟဟလာဒီပဲရှိသွားပြီဒီဒီမျိုးလေးရဇေယကုံးရွာလေးရနော်တကယ်လူတွေဖြစ်ကြပြီခင်ဗျားတို့မှတ်ဘူးလားခုစက်ကကတာမန်လူလေးတယောက်တော့မှတကယ်လူကလူသွားပြီမလားရောတတော်လားပြောချစမ်းမင်းတို့အဲ့ဒါလေတကယ်လူပဲကိုယ့်ရှေ့မထည့်ပဲနဲ့အဲ့လိုပြစ်ဆက်ကြတယ်တကယ်လူပဲဇေယကုံးသူဇေယကုံးရွာသားများ နော်ဒီနေ့ဆက်ပြီးတော့အနာဂတ်မှာစိတ်ရောဂလူရောကျမ်းမချမ်းသာပါပြီ။တန်တရားမဆုံးသေးရင်ကျွန်တော်တို့နောက်တစ်ချိန်ပြန်တွေ့သေးတာပေါ့။ဘုံဘုံလည်းကျေးဇူးတင်ပါတယ်။အားလုံးလည်းကျေးဇူးတင်ပါတယ်။ကျွန်တော်နောက်ကကိုရှိဦးညိုဆိုတဲ့ဆရာရှိဦးညိုတက်ပါပါ။ကျွန်တော်စကားကိုဒီနေ့မှာရုပ်သိမ်းခွင့်ပေးပါလို့ပြောရင်းနဲ့ညီကုန်းချုပ်ပါလေတော့ပါပဲနော်။